အားလုံးပဲမင်္ဂလာပါမြောင်းကောင်းဆက်တဲ့င်း channel မှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်တွေကတော့နိုင်ငံတကာကငလျင်ဘေးအတွက်ကူညီဖို့ဝင်လာတာနဲ့ပတ်သက်ပြီးထောက်ပြဝေဖန်လာတဲ့စေတလုံးမောင်ဖွင့်ရဲ့ရုပ်သံဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာခင်ဗျာစေတလုံးမောင်ဖွင့်ကအဲဒီကြောင့်လည်းပတ်သက်ပြီးဘာတွေဘလို့ဝေဖန်ထောက်ပြထားတယ်ဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာတော့တဲ့ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့င်း channel မှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ကျွန်တော်ကငင်းငင်းကိုတန်ဖိုးပေးနေကြတဲ့နိုင်ငံတကာကထုတ်တဲ့ခုအစီအစဉ်တွေကိုကျွန်တော်ဒီနေရာမှာလည်း display လုပ်ချင်တယ်ကျွန်တော်ကျွန်တော်အရင်ဥဆုံးអော်ခဲ့တယ်လို့ကျွန်တော်ထင်ပါတယ်ဟုတ်ဟိုကျွန်တော်ဒီ Facebook ပေါ်မှာလည်းကျွန်တော်ပထမဥဆုံးអော်ခဲ့တယ်လို့ကျွန်တော်ထင်တယ်ဒီနိုင်ငံတကာကနေမှကုညီလာတဲ့ကေဇေးကြီးကုညီရေးပစ္စည်းတွေပေါ့နော်အခုဒီပေးတဲ့ဒီပစ္စည်းတွေပေါ့ကျွန်တော်တို့ဒီနိုင်ငံတကာကနေမှဘယ်ဘယ်နေစလဲဆိုတော့ကျွန်တော်တို့မြန်မာပြည်ကိုပထမဦးဆုံးဝင်လာတာက ဟိုခိုင်းကနေစဝင်ခိုင်းကနေစဝင်တဲ့ချိန်မှာလူဖြစ်လဲဆိုတော့ခိုင်းကနေပြီးတော့ကားချောက်စီးပို့လိုက်တဲ့ကဲစေးပစ္စည်းကဲစေးပစ္စည်းတော့ကဲစေးတဲ့ပစ္စည်းမဟုတ်ဘဲနဲ့ဒုက္ခရောက်နေတဲ့သူကိုကူညီတဲ့နော်ဒုက္ခတွေကိုကူညီတဲ့နော်ပေးမဲ့ပစ္စည်းတွေပေါ့ဗျာနော်ကားနဲ့ချောက်စီးဗျာခိုင်းကနေပြီးတော့ပို့လိုက်တာဒါပေမဲ့ခိုင်းဆိုးရနေပို့တာလားမင်းနေပို့ရလဲဆိုတော့ကျွန်တော်အတိအကျတော့မသိဘူးဒါပေမဲ့ကျွန်တော်တွေ့တာကဒီနေဆက်မှာတွေ့တာနေဆက်မှာကျွန်တော်တွေ့တဲ့အခါမှာကားချောက်စီးဝင်လာခဲ့တယ်နေဆက်ဂိတ်မှာနော်ကျွန်တော်တို့အဲ့ကားချောက်စီးကိုအဝင်မခိုင်းမနဲ့ပြန်လွှတ်လိုက်တာဗျာအဲ့ဒါပြန်ခုတ်သွားတယ်ခိုင်းကတော့သိတယ်မလား အဲ့ဒီကနေစတယ်တော့ကျွန်တော်စပီအောင်လုပ်ခဲ့တာအဲ့ဒါပြီးရင်ကျွန်တော်တို့ဒီအာကျွန်တော်တို့ဒီစင်ကာပူဝင်လာတယ်စင်ကာပူဝင်လာတယ်စင်ကာပူကလေကြောင်းနေပြီးတော့မှဒီဒုက္ခတွေကြီးအတွက်ဆိုမှစားဖို့တောက်ဖို့နဲ့ဝယ်စားတွေပါညာအကုန်ဆုံးပေါ့ဗျာအင်အင်သုံးဆောင်ပစ္စည်းတွေအစအကုန်လုံးစင်ကာပူကနေပြီးတော့လင်းရင်နဲ့လာချပေးတာကျွန်တော်တွေ့တာသုံးခေါက်တွေ့တယ်သုံးခေါက်တွေ့တာအဲ့ချပေးလိုက်တဲ့ပစ္စည်းတွေအားလုံးကကျွန်တော်ဒီနေပြီးတော့လေစိတ်ကိုရောက်တဲ့အချိန်မှာလေစိတ်မှာအားလုံးချထားတော့ကျွန်တော်တွေ့ရတယ်အဲချပြီးတော့ရင် အာဒီလေးစိတ်ထဲမှာပဲပေါ့နော်ဒီဖဲလက်တွေနဲ့ပုံထားတာကိုကျွန်တော်တွေ့ရတယ်အဲ့အချိန်မှာကျွန်တော်ဒီမြန်မာစက်ခေါင်းဆောင်တွေကျွန်တော်များများရောက်လာပြီးတော့မှအဲ့ဒီဖဲလက်တွေပေါ်မှာမြန်မာအလံတွေကိုတက်ပြီးတော့မှဒီနေပြည်တော်တည်သွားတာကိုကျွန်တော်တွေ့ရတယ်ပေါ့ဒီလိုထွက်ကားတွေနဲ့တည်သွားတာကျွန်တော်တွေ့ခဲ့ရတယ်ဟောဒါစက်ကောင်စီရဲ့စောက်ချက်ပေါ့နော်ပြီးတော့အဲ့စင်တုံပြီးသွားပြီးတဲ့နောက်ပိုင်းမှာတခါပြန်တော့တရုတ်နိုင်ငံဝင်လာတယ်တရုတ်ဝင်လာတယ်တရုတ်ဝင်ပြီးတာနဲ့တရုတ်နဲ့ဟောင်ကောင်နဲ့သိပ်မကွာဘူးတော့နာယီဘိုင်လောက်ပဲကောင်မအားငါလုံးပါတယ်ဟုတ်ကဲ့ရေးစင်းတာကွာ So, ထိုင်ဝမ်ကတော့ဝင်လာခဲ့တယ်ဝင်လာခဲ့တာကိုဘာဖြစ်လဲဆိုထိုင်ဝမ်ပြန်ခုတ်သွားတယ်နေသားမျိုးကရှိတယ်ဒါပေမဲ့တရုတ်ဝင်လာတဲ့ခါကျတော့တရုတ်ကတော့တကယ်ပဲဒီအာကေဆယ်မဲ့သူတွေနဲ့ပစ္စည်းတွေနဲ့တကြိမ်နဲ့ရောက်လာတယ်ဗျာနော်ဒီရင်ကဆက်တိုက်ဆက်တိုက်နဲ့ရောက်လာတယ်အာအာပြီးတော့တော့နောက်တဲ့တစ်ခုကဒီတရုတ်လေကနေချသွားခဲ့တဲ့ကေဆယ်ကြီးပစ္စည်းတွေကေဆယ်ဟိုဒုက္ခတဲ့အတွက်ပစ္စည်းတွေပေါ့နော်ပေးမဲ့ပစ္စည်းတွေကအာကျွန်တော်တွေ့တာကတော်တော်များတယ်ဗျာကျွန်တော်ဖဲလက်ဖဲလက်ကြီးပဲပို့ကိုကျွန်တော်ထင်တာဟိုတော့ရှိမယ်အာ900ဝန်းကျင်လောက်ရှိမယ်ကျွန်တော် လားရဝင်းနေလို့ရှိတယ်ဒီဖဲလက်တွေလေဖဲလက်ဆိုတာဒီစီးတွေထည့်ထုတ်ပိုးထားတဲ့ထုတ်အပိုးဒီအာကျွန်တော်တို့ဒီ၄နှစ်နဲ့ကျွန်တော်တို့ဒီ head inch ပြင်ပြ6 6လမပြင်ပြနဲ့ရိုက်ထားတဲ့ဒီကျွန်တော်တို့အာပေးနေတိုင်းမှာဆိုလို့ရှိရင်မိမိပတ်လေပေါ့ဗျာဘောကောင်ကအဲ့ဒီမှာကျင်းလာဒီနေ့လေးရှိတော့ဆက်နေဆက်နေတဲ့ဒီနေ့လေးရှိ၄ပြီဘောကောင်ဆက်နေဆက်နေတော့ဆက်နေဆက်နေတော့ဆက်နေတော့ဆက်နေလေးနေဆက်နေဆက်နေတော့၃နဲ့6လမ၃နဲ့6လမဆိုတော့၃ပြီခွဲ သုံးမိခွဲပေါ့နော်အဲဟုတ်ပြီအနံသုံးမိခွဲနဲ့အလျားက၄ပြီပေါ့နော်အဲ့လိုမျိုးတက်သားပြားအပေါ်မှာတင်ထားတဲ့ပစ္စည်းတွေအမြင့်က၆ပြီမြင့်တယ်အဲ့ဒီမှာအကုန်တော်တော်များများပါတယ်ပေါ့နော်အဲ့လိုမျိုးခဲလက်ပေါင်းပေါ့နော်ခဲလက်ပေါင်းကျွန်တော်ဟိုမြန်မာပြည်ကပြည်သူတွေသိမှာမဟုတ်ဘူးခဲလက်ဆိုတာကျွန်တော်ဒီပစ္စည်းတွေနဲ့ပစ္စည်းတွေထုတ်ပိုးပေးလိုက်တဲ့ခဲလက်ပေါ့နော်ကျွန်တော်ဒီ high line နဲ့ထိုးတိုင်းမှချတာဟုတ်ကြာပစ္စည်းကအဲ့လိုမျိုးခဲလက်900ကျော်ဝန်းကျင်လောက်ရှိတယ်တရုတ်ကနေပုံပြင်းဒီရင်နဲ့လာချပြီးတော့တာ အာတုံးခေါက်ဒါချပြီးသွားတယ်ဆိုတော့အဲ့ဒီပစ္စည်းတွေအားလုံးကိုလည်းပါစက်ကောင်စီကဘာလုပ်လဲဆိုတချို့တဝက်ကိုမြန်မာအလံကတ်ထိုင်ပြီးတော့မှနေပြီးတော့တည်တော့တာရှိတယ်ပြီးတော့တချို့တဝက်တွေကြတော့ဒီတရုတ်နိုင်ငံကနေလာတဲ့ကယ်ဆယ်ရေးသမားတွေနဲ့အတူပေါ့နော်တခါတည်း သူတို့တော့မဲ့သူတို့တော့ကင်ဆယ်မဲ့နေရာတွေမှာသူကပို့ပေးလိုက်တယ်ဗျာအာပထမအဦးဆုံးသူတို့ပို့ပေးတာကဘာလဲဆိုတရုတ်လူမျိုးတွေရှိတဲ့တော့ကရောက်နေတဲ့တရုတ်လူမျိုးတွေပေါ့နော်ဒီမန်လေးမှာရှိနေကြတဲ့တရုတ်လူမျိုးတွေအဲ့စီကိုတရုတ်ရဲ့အလံနဲ့တရုတ်ရဲ့အာတရုတ်နိုင်ငံရဲ့စာတွေနဲ့ပဲပေါ့နော်ဒီဖက်လက်မှာကတ်ထားတဲ့အတိုင်းပဲသူ original တိုင်းပဲပေါ့ဗျာသူတို့ပို့လိုက်တဲ့ original တိုင်းပဲတော့ဒီမှာကူကြီးပတ်ပို့ပေးတာကျွန်တော်တွေ့ရတယ်အဲ့နေချင်းပါပဲနေချင်းညချင်းပါပဲသူတို့လုတ်သေးတာကိုလုတ်ဆောင်တော့ကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့တရုတ်လူမျိုးတွေတော့ကရောက်နေတော့ကျွန်တော်တရုတ်နိုင်ငံနေချင်းညချင်းကူကြီးပေးတော့ကျွန်တော်တွေ့ရတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့တကယ် နိုင်ငံသားတွေဒုက္ခရောက်နေတာကိုကြတော့အဲ့ဒီရောက်ပေးမဲ့ပစ္စည်းတွေကိုကြတော့စက်ကောင်စီကအကုန်လုံးနေပြီးတော့တည်သွားအောင်ကျွန်တော်တွေ့ရတယ်ဘုကတရီနဲ့တဲ့ကိုဒီနေ့ဒီချိန်ထိရောက်တာကျွန်တော်မပြေသေးဘူးနော်ဘုကတရီရဲ့လက်ထက်ကိုဒီနေ့ဒီချိန်ထိရောက်တာကျွန်တော်မပြေသေးဘူးနော်ဒါအမှန်တမ်းပြောတာတကယ်လို့ရောက်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်မြေပြင်ကနေတော့မှကျွန်တော်အာဗီဒီယိုခေါ်နဲ့ခေါ်ပြီးတော့မှကျွန်တော်ပြတာနော်ကျွန်တော်မှဆက်တယ်ဒီအားကြီးတယ်နော်ကျွန်တော်သတင်းမီဒီယာမလုပ်တာတခုပဲရှိတယ်သိလားကျွန်တော်မှဆက်တယ်ဒီအုံရှိတယ်ပြောချင်တာက နော်အဲ့မှာလင်းလင်းဘောမှာဆိုလဲတရုတ်ကနေလင်းဘောနေပစ္စည်းတွေချရခြင်းမှာလဲအဲ့ဒီမှာပစ္စည်းချရတဲ့အထက်မှာကျွန်တော်တကယ်ကျဲပေါင်းလေးရှိရဲကျွန်တော်ဗီဒီယိုခေါ်နေပြတယ်မှာရှိတဲ့ကွာလုံနိုင်ငံလောက်ကြည့်ပေးတာအဲ့ဒါကြီးအားလုံးစစ်တပ်ကနားလေးမှာအလန်နီကတ်သွားတယ်ကွာမှာအလန်နီနော်နိုင်ငံတော်အလန်နီကတ်သွားတယ်အဲပရိုတင်သွားတယ်ဘယ်ဦးတင်လဲဆိုတော့ကျွန်တော်ဒီဟုပေါ့အဲအဲ့လိုမျိုးနောက်တစ်ခါဒီဗီဒီယိုတင်လာရဲ့ကောင်မှာဒီဗီဒီယိုရဲ့အဲ့ဒီစစ်တပ်ကအာပူလောင်ကြီးကူတော်မှာရောက်သွားခြင်းမှာလဲတက်သေးကပြဲသေးကြကျွန်တော်ဗီဒီယိုခေါ်နေခေါ်တယ်မှာပြတာကြီးနော်ဆိုတော့ ပြောချင်တာကအခုကျွန်တော်စုံစမ်းနေတာဗာလဲဆိုနေပြီးတော့မှဘယ်နားမှာသွားတင်ထားလဲဆိုတော့ကျွန်တော်စုံစမ်းနေတယ်ပေါ့နော်။မရသေးဘူးပေါ့နော်။ကျွန်တော်စောင့်နေတယ်ပေါ့။အဲ့အဲ့ဖြီးကျွန်တော်စောင့်နေ။ဆိုတော့နောက်ထပ်တရုတ်ကပြီးတော့အိန္ဒိယအိန္ဒိယကနောက်ထပ်ဟိုလောက်မှာ6နာရီရဲ့ချားမှာရောက်လာတယ်။အိန္ဒိယကကယ်ဆယ်ပြီးဟိုဒီကုကြီးပတ်မိုးရေးပစ္စည်းတွေရောက်လာတယ်။ရောက်လာတာကိုအိန္ဒိယကနေမှချထားတယ်။အိန္ဒိယကနေမှလင်းရင်နဲ့လာချပေးတာကကျွန်တော်ထင်တာဟိုလောက်ရှိမယ်။၅ချိန်လောက်ရှိမယ်။အိန္ဒိယကနေချပေးတဲ့ပစ္စည်းက အဲငါကျင်တော့ရှိမယ်ဆိုတာသူ့လင်းရင်အမျိုးသားပုံမှာလည်းမကြည့်ရပါတော့လင်းရင်ကတိတ်ကြီးလို့လည်းဖြစ်မှာပေါ့နော်တရုတ်လင်းရင်တော့တော်ကြီးတယ်ဆိုတော့အော်အိန္ဒိယနေလာချပြီးတဲ့လင်းရင်ငါးခေါက်စလုံးကစစ်တော်ကြီးကအကုန်လုံးအလံကပ်လိုက်တာသူတို့ကကပ်တော့အလံနဲ့ကပ်လိုက်တယ်နော်ပြီးတော့နေပြီးတော့တည်သွားတယ်ဒီလိုလည်းထဲကိုပြောင်းဒါနေပြီးတော့လေးစိတ်မှဖြစ်သွားတဲ့ကိစ္စနော်တချို့တော့ကနေပြီးတော့လေးစိတ်မှခြံထားရရှိတယ်နေပြီးတော့လေးစိတ်ကဒီလင်းရင်ထားတဲ့ကိုတော်ကမှထည့်ထားရရှိတယ်ဆိုတော့ပြီးရင်ကျွန်တော်တို့ဘယ်လာလဲဆိုတော့အကြောင်းမလေးရှား မလေးရှားလာတာမလေးရှားနေမှတင်ဖို့လိုက်တဲ့ပစ္စည်းသုံးလီယံနဲ့သုံးပေါက်ပဲကျွန်တော်တွေ့တယ်လီယံသုံးပေါက်ကျွန်တော်တွေ့တယ်ကေဇေးသမားတွေမပါဘူးနော်ကေဇေးသမားတွေကတီးတက်လာတာနော်ဒီအထုပ်ဘိုးတွေနဲ့တင်ပေးလိုက်တဲ့ကုန်တင်လီယံနဲ့တင်ပေးလိုက်တဲ့မလေးရှားနေပန့်ပိုးပေးလိုက်တဲ့အာပေးလိုက်တဲ့မမအထုပ်တွေပေါ့ဗျာအများကြီးပဲမမအထုပ်တွေဆိုအများကြီးပဲဗျာနော်ကျွန်တော်ဒါမလေးလီစိတ်ကနေစကျွန်တော်ကြည့်နေတာဒီထုပ်ဘိုးတာအားစကျွန်တော်ကြည့်နေတာအများကြီးပဲဗျာဆိုတော့အဲ့ဒါတွေကိုမလေးကနေမှလီယံနဲ့သုံးခေါက်ပြီးပြီးတော့မှလာချတယ် ျွန်တော်တို့တကယ်မြင်းကလေးတို့ကရောက်နေတဲ့မြင်းကလေးအံကိုခန်းစားရတဲ့ပြည်သူတွေလက်ထက်ကိုဒီနေ့တစ်ချိန်ဒီမှာမတထုတ်ရောက်နေဘူးခေါက်ဆွဲခေါက်ဆွဲတော့ဘူးနော်ရောက်သေးဘူးနော်နောက်တစ်ရှိသေးတယ်ဗျာကျွန်တော်တို့အာအဲနိုင်ငံအနေနဲ့ဆိုတော့အဖိလိပ္ပိဖိလိပ္ပိန်းနေပို့ပေးလိုက်တဲ့ပစ္စည်းကလည်းအများကြီးပဲအာကျွန်တော်ထင်တာအိန္ဒိယနဲ့တူမတာကူမတာလေးပဲဆိုတော့အဲ့ဖိလိပ္ပိန်းနေပို့ပေးလိုက်တဲ့ပစ္စည်းတွေ စစ်ကောင်စီအကုန်လုံးတင်းကျုံသွားတယ်အနေတော့မကဲဘူးလီမောနေတိုက်ရိုက်နေတခါတည်းကားပေါ်တင်တာနော်အဲ့လိုစောက်ကျင်မျိုးလုပ်သွားတယ်စစ်ကောင်စီကပြီးရင်ဒီကြားထဲမှာမရှိတော့ဘူးအခုကျွန်တော်တို့ဒီမနေ့ကဆိုလို့ရှိရင်ကျွန်တော်တို့ဒီအနောက်နိုင်ငံကျွန်တော်အနောက်နိုင်ငံဆိုတော့ဥရောပနိုင်ငံတွေကညီပြမှာတကောက်ကိုပစ္စည်းတွေလာချပေးတယ်နော်အဲ့ဒါတော့ကျွန်တော်လေစစ်ကိုရောက်မှကျွန်တော်တွေ့ရတယ်ဆိုတော့ဒီကူညီပံ့ပိုးပေးဖို့အတွက်ဒီဝါတွေကိုဒီဒုက္ခရောက်နေတဲ့ဒုက္ခသည်တွေကိုကူညီပေးမယ်ဆိုပြီးတော့မှကျွန်တော်တို့အာ ပေါ်စီနိုင်ငံတွေကနေမှပို့ပေးလိုက်တဲ့အားတွေလက်ရှိတယ်ပစ္စည်းတွေအများကြီးပေါ့နော်ဥရောပကနေမှပို့ပေးတာတော်တော်များတယ်ဥရောပကနေပို့ပေးလိုက်တဲ့အားပစ္စည်းတွေတော်တော်များတယ်အဲ့ဒါတွေကိုလည်းစစ်ကောင်စီကုန်သိမ်းသွားတယ်အခုချိန်ထိအာအာကျွန်တော်တို့ဒီဒုက္ခတွေရဲ့လက်ထက်မရောက်သေးဘူးဒါပေမဲ့အာဥရောပအစိုးရတွေကတော့အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှအာထိထိရောက်ရောက်ပေးဖို့ဆိုပြီးတော့မှ NGO အဖွဲ့အဖွဲ့တွေကိုပြန်အပ်ဖို့စစ်ကောင်စီကိုပြောနေတာကျွန်တော်တွေ့ရတယ်ပေါ့နော်စစ်ကောင်စီပြောနေတာကျွန်တော်တွေ့ရတယ်အာပြီးတော့နောက်တစ်ခုကဒီအမေရိကအမေရိကကတော့ဖြစ်တဲ့ ချင်းချင်းမှာပဲမဲအောင်လိုင်းဟောဖြစ်တဲ့ဒီဟောပေါ့နော်ကျွန်တော်တို့ဒီငလျင်ဖြစ်နေတဲ့အချိန်မှာပဲဘာဖြစ်လဲဆိုတော့ဒီအမေရိကန်အမေရိကန်မှာရှိနေတဲ့ဒီတက္ကပါလုံးဆိုင်ရာဒီဘူမိပေဒစခန်းနေပြီးတော့မှဒီတမရယုံကိုလှန့်တဲ့အကြောင်းကြားတဲ့အခါမှာနောက်တဲ့ခုကတခါအာကျွန်တော်တို့ဒီ UNG အတိုက်ဝဲဘက်ကနေပြီးတော့မှ UNG ကို sporting လုပ်ပေးနေကြတယ်မြန်မာအတိုက်ဝဲကနေပြီးတော့မှ UNG ကိုကြောင်းကြတယ်ပြီးရင်ကျွန်တော်တို့ဒီတမရ White House ကိုတွားထိုင်ပြီးတော့မှဒီမြန်မာ community အဖွဲ့ဝင်တွေကနေပြီးတော့တွားထိုင်ပြီးတော့မှတမရ U ကိုတွားထိုင်မှအကူအညီတောင်းတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့လိုတွေ့ပြီးအဲ့နေရင်းရချင်းကွာ သူတို့ဒီ AUG ဘက်ကဒီ sport လုပ်ပေးနေတဲ့မြန်မာ community ကနေရင်းညာချင်းမြန်မာပြည်ဖြစ်နေပြီဆိုလေအစဒီဝါးနေပြီးတော့မှတကဘာလုံးဆိုင်ရာဒီဘုံပြေတာစကန်နေပြီးတော့မှချင်းဟိုစတဲ့မှာထုတ်ပြလိုက်တဲ့အချိန်မှာချစ်ချင်းမဲ့ဒီ AUG နဲ့ချိတ်ဆက်ပြီးတော့မှတခါတဲ့သူတို့ဒီ community ကလေအာတမလာကြီးအိမ်ပြောညာချင်းညာရင်းညာတော့ပလိုက်တာ ဒီမှာညတော့ဟိုမှာနေပဲခုဗျာအဲညတွင်းချင်းတွားတယ်ရောမှာအဲ့မှာတမန်ကြီးကိုခုညတောင်းတာအဲတမန်ကြီးကလည်းပါကထကမှာပဲထားတယ်ဒီမှာလည်းတခါတည်းကတင်းလာအာဘယ်လိုကမလဲတင်းမရရပါဘာဒီပါတခါတည်းခေါ်လိုက်မှာသူတခါတည်းမိန်ဝန်းပြောပလိုက်တာငါတို့ပေးမယ်ပေါ့နော်ငါတို့ခုညပေးမယ်လုံးဝပေးမယ်ဆိုပြောလိုက်တာဒီကတမန်ကြီးပြောနေတဲ့အချိန်ကဟုတ်ပါမဲအောင်လိုက်အကြမ်းပဲခေါင်းဆောင်ပြောတဲ့အချိန်ကလေနိုင်ယူဝက်ပဲချတယ်နိုင်ယူဝက်ပဲချတယ်ဒါပေမဲ့ဒီမှာစီစဉ်ဆွဲနေရတဲ့အကြောင်းဒီဘက်ကပြောရတယ်နည်းနည်းနောက်ကျသွားပဲရှိတယ်အမှန်ကဒီမှာစီစဉ်ဆွဲရမဲအောင်လိုက်ထက်တော့အရင်စောသေးတယ်ပေါ့နော်ဟုတ်တယ်ဟုတ်တယ်မဲအောင်လိုက်ထက်တော့အရင်စောသေးတယ်တော်တင်တာမဲအောင်လိုက်ထက်တော့မှကျွန်တော် ၄နာရီ၅နာရီရောက်ကြမယ်ထင်တယ်အဲချမယ်ထင်တယ်ကျွန်တော်ထင်တာဒီဘက်ကအရင်စောတယ်ပေါ့မဲအွန်လိုင်းမဲမဲမဲအွန်လိုင်းအခုညီမတောင်းငင်မဲအွန်လိုင်းအခုညီတောင်းတဲ့အချိန်နဲ့ဒီဘက်ကအစီအစဉ်ဆွဲတဲ့အချိန်နဲ့ဆိုလို့ရှိရင်မဲအွန်လိုင်းတော့မသိသေးဘူးကွာဒီမှာဟိုပါအခုညီဖို့တော့အစီအစဉ်ဆွဲနေပြီအဲ့လိုဖြစ်နေတာအယူတီတိုင်းဝိုင်းနေတယ်အခုညီဖို့တော့အစီအစဉ်ဆွဲနေပြီပေါ့နော်ပြီးတော့ဒီတမန်အယူကိုလည်းပါသူတို့ပြောတယ်ဒီဘက်ကလက်ရှိအစိုးရဖွဲ့ဝင်တွေကိုလည်းသူတို့ပြောနေတာကဘာလဲဆိုတော့အမြန်မာပြည်ကဒီကနေပြီးတော့မှပဲအဖွဲ့ဖွဲ့ထည်ပြီးတော့မှသူတို့တော့အခုညီပေးမယ်နော်ဒီကျွန်တော်တို့ဒီအယူတီအတိုင်းဝိုင်းရနေပြီးတော့မှအဖွဲ့တိတဲ့ဖွဲ့တွေပါအယူကြီးဖွဲ့ဖွဲ့ထည်ပြီးတော့မှ သူတို့မြေပြင်ဆက်နေမှာသူတို့ကူညီမယ်ပေါ့နော်အဲ့လိုမျိုးအာပြောတဲ့အခါမှာစက်ကောင်စီလည်းတော့ထုံးမပေးဘူးအမေရိကန်ဆိုရတော့အဲ့လိုနဲ့လုတ်ထားတယ်ပေါ့နော်အခုတော့ဒါမနေ့ကလားတနေ့တနေ့ကစတဲ့အချိန်မှကျွန်တော်တို့ဒီအမေရိကန်နေပြီးတော့မှဒီကျမကြီးဌာနတွေကျမကြီးဆောင်ရှောက်မှုတွေပြီးတော့နောက်ထပ်ဟိုဟာဒီအဆောက်အဦဒီကယ်ဆယ်ရေးသမားတွေပေါ့နော်အဲ့အဲ့ဒါကြီးလွတ်ထားတော့ရှိတယ်နော်ပြီးတော့ကယ်ဆယ်သမားတွေပထမအဦးဆုံးရောက်ရောက်ချင်းမှာပဲကျွန်တော်တို့ဟိုမှာစေကူတာဖို့ဆိုပြီးမှဟိုယာယီအဆောက်တွေပါတွေလုတ်နေတာဒီရှိတယ်ပေါ့နော်အဲဆိုတော့အာကုညီထောက်ပံ့ဖို့ကတော့အမေရိကန်ကကုညီထောက်ပံ့ဖို့ကတော့လောလောဆယ်တော့ ချင်းချင်းလေးငယ်ရောက်လာမှာမဟုတ်ဘူးဒီကနေပြီးတော့မှအဖွဲ့အစည်းဒီ NGO ဖွဲ့စည်းတွေကနေမှလာထဲမှာပေးလိုက်မယ်အဲအဲ့ဒါတော့တေချာဖို့ရမှာဆိုတော့မဲအွန်လိုင်းတော့ဘယ်လိုတုတ်မြန်မလဲတော့မသိသေးဘူးပေါ့နော်ကျွန်တော်တို့ဒီဘက်ပိုင်းကတော့လှုပ်ရှားရှီလှုပ်မှာပေါ့နော်အဲ့အိမ်မှာဝင်လာတဲ့ကောင်တွေဖမ်းမယ်ဆိုလည်းဖမ်းပေါ့ကွာအမေရိကန်နဲ့အာစစ်တိုက်ရဲရင်ပေါ့နော်မဲအွန်လိုင်းအဲ့လိုပဲပြောချင်တယ်ပေါ့နော်အမေရိကန်ကိုတိုက်ရဲရင်ဒီကနေမှအခုညီပေးလာမယ့်သူတွေဖမ်းရင်ဖမ်းပေါ့ဟုတ်တယ်မဟုတ်လားပြောမရဘူးတော့ကျွန်တော်လည်းပါချင်ပါမှာဆိုတော့အာပြောချင်တာအဲ့လိုဆိုတော့ ဒီနေ့ဖိလစ်ပင်းကနေနောက်ထပ်တစ်ကြိမ်ထပ်ထိပ်ပြီးတော့မှကယ်ဆယ်ဟိုဒီအကူအညီပေးတဲ့ပစ္စည်းတွေပို့လာအောင်ကျွန်တော်တွေ့ရတယ်ပြီးတော့အာကျွန်တော်ဒီမနေ့ပဲပြန်ထိပ်မှာကျွန်တော်တို့ဒီအာဥရောပနိုင်ငံတွေမှာပြန်ထိပ်မှာကယ်ဆယ်ပစ္စည်းပို့နေတွေ့ရတယ်အဲ့ဒီထဲမှာထူးထူးခြားခြားနီပေါ်နီပေါ်နိုင်ငံကကျွန်တော်တို့အကူအညီပစ္စည်းပို့ပေးတယ်တော်တော်အားကိုကောင်းတယ်နော်ဆိုတော့နီပေါ်နိုင်ငံကဘာဖြစ်လို့ကျွန်တော်တို့ပို့ပေးနိုင်တာလဲဆိုတော့နီပေါ်နိုင်ငံမှာပြီးခဲ့တဲ့တကြိမ်ပေါ့နော်သူတို့နိုင်ငံမှာတကယ်ဟိုခွင့်သက်သမှကို 7.9 register ski เนาะအော်သူတို့နိုင်ငံမှာတော်ကြီးကြီးကြီးကျွန်တော်နိုင်ငံတပူဆိုးတယ်ဘောနော်တိုက်ခတ်ဟိုဟာငလျင်လှုပ်သွားတာရှိတယ်ဗျအဲအဲ့မှာချက်ချင်းပဲနေညညချင်းပဲ24နာရီအတွင်းမှာကျွန်တော်တို့ဒီ UN ကနေမှာဝင်ထဲမှာကူညီရအောင်ရှိခဲ့တယ်ဘောနော်ကိုဟင်းဆိုဟင်းဆိုအော်အေးမင်္ဂလာပါဟင်းဆိုကြီးဆိုတော့အဲ့လိုကူညီတာရှိခဲ့တယ်ဘောနော်အဲ့ကျွန်တော်နိုင်ငံမှာကြာဒါမျိုးချက်ချင်းကြီးလေငင်းကြီးကူညီပေးတာမရှိဘာကြောင့်လဲဆိုတော့စက်ကောင်စီမကောင်းလို့ဘောနော်စက်ကောင်စီမကောင်းလို့ဘောနော်အခုလဲပါတာစက်ကောင်စီကိုပေးထားတဲ့နိုင်ငံတကာကနေမှာပေးထားတဲ့ဒီ အကူအညီပစ္စည်းတွေအားလုံးကိုဒီနိုင်ငံတကာအစိုးရတွေအခုပြန်လဲမှာစပီအောင်လုပ်တယ် NGO နဲ့တွားမယ်ပေါ့နော် NGO နဲ့ထိထိရောက်တွားဖို့အတွက်ကို NGO လက်ထက်ကိုပြန်လဲမှာဒီပစ္စည်းတွေပြန်အပ်နိုင်ဖို့ဟာအခုမဲအွန်လိုင်းဆီမှာပြန်လဲမှာတောင်းခံတာတွေတွေ့ရတယ်ပေါ့နော်ဒါပေမဲ့မဲအွန်လိုင်းတို့ဘယ်လိုစောက်ကြည့်ရုံလဲဆိုတော့ကျွန်တော်စောက်ကြည့်မယ်ပေါ့မဲအွန်လိုင်းတို့ဘယ်လိုစောက်ကြည့်ရုံလဲဆိုတော့ကျွန်တော်စောက်ကြည့်မယ်နော်ရှယ်တော့ပြပါအခုနိုင်ငံတကာအတိုင်းဝိုင်းနေပြီးတော့ပြန်လဲမှာဒီပစ္စည်းတွေအားလုံးကို NGO ဖွဲ့ NGO ရဲ့လက်ထက်ကိုပြန်ထည့်ဖို့နော်အာကျွန်တော်တို့ ်ပြန်ထိတ်မတောင်းနေပြီမင်းအွန်လိုင်းစီမှာဆိုတော့မင်းအွန်လိုင်းတို့ပြန်ပေးနိုင်မလားမပေးနိုင်ဘူးလားအကျွန်တော်ကြည့်ရမယ်ပေါ့ဘာဖြစ်လဲဆိုတော့မင်းအွန်လိုင်းတို့ဒီပစ္စည်းတွေနဲ့လာမဲ့ရွက်ကောက်ပွဲကိုမှန်းထားတာတို့ကသူတို့လုပ်မဲ့ရွက်ကောက်ပွဲမှာဒီပစ္စည်းတွေနဲ့ပြည်သူကိုပြတိမ်မှာပေါ့ကွာနော်ငစားငစားကျွေးတယ်လို့ပေါ့နော်ကျွေးကျွေးတယ်ယူတော့မှမြားခေါ်ဖို့အတွက်သူကစီမံထားတဲ့ပုံပေါ်ပါတယ်ဘာဖြစ်လဲဆိုတော့အခုကဒီတကယ်ငလျင်ခန်းစားရတဲ့သူတွေကိုမပေးသေးဘူးကွာမင်းအွန်လိုင်းတို့ကအကုန်လုံးစုပြုံနေမှာသူတို့ယူထားတယ်ဆိုတော့အဲဒီအလေးနည်းနည်းလေးညင်သွားလို့နောက် အာတပတ်နှစ်ပတ်လောက်နေတဲ့ခါကျတို့လာပါလိမ့်မယ်တို့အဲ့မှာယူကောက်ဝဲလုတ်ဖို့ဆိုပြီးတော့မှလာလိမ့်မယ်ဒီနေ့ထဲမှာယူကောက်ဝဲလုတ်ဖို့ဆိုမှအာအရင်စလုံးနဲ့တို့လေတိတယ်မလားအရေးပေါ့ကျင်ညာထဲမှာတို့တွေထုတ်ပြန်လာလိမ့်မယ်ပြီးရင်အဲ့ပစ္စည်းတွေနဲ့တို့ကပြည်သူတွေကိုအကုန်လုံးပေါ့တော့ဒီငလင်းခံစားရတဲ့သူတွေမဟုတ်တော့ဘဲနဲ့တနိုင်ငံလုံးမှာရှိနေပြည်သူတွေကိုတို့ကလေအဲ့မှာစပေးတော့စပေးအောင်လေပေါ့ဗျာတော်တော်များများအဲ့ဒါတွေကိုအဓိကထားတယ်မှာတို့ကအဲ့ဒါတွေကိုပေးကဲနေပြီးတော့မှလေတခါလေးမဲအောင်ရအောင်ယူတော့မှာတို့ကအဲ့လိုမျိုးအဲ့လိုမျိုးလုပ်မှာတို့ကတနိုင်ငံလုံးတိုင်းနာနဲ့မလုပ်ရင်တော့မှအာတို့ကထိုးစစ်ဆင်မယ် ပြင်းနေမြေလိုထိချုပ်မယ်အထိချုပ်တဲ့နေမြေလိုတခါလေးရုပ်ကောက်ပေါ်တွေလှုပ်လှုပ်သွားမယ်ပေါ့နော်အဲ့အဲ့လိုလှုပ်သွားမှာသူကအဲ့လိုမျိုးလှုပ်သွားဖို့အစီအစဉ်ဆွဲထားဖို့ရပါတယ်သူတို့စောင်းတော့ပါလေတင်မလားသူတို့စောင်းတော့ပါအဲ့လိုမျိုးလှုပ်ဖို့ရပါတယ်အဲ့လိုမျိုးပလင်ဆွဲထားဖို့ရပါတယ်ဆိုတော့အဲဒါဒါဒါဘလိုလာမလဲပေါ့နော်နိုင်ငံတကာအတိုင်းဝိုင်းနေတဲ့အခုလောလောဆယ်မဲအွန်လိုင်းတို့ကြားထဲမှာဘလိုလာအောင်လဲပေါ့နော်ကျွန်တော်စောင့်ကြည့်ရမှာပေါ့တကယ်လို့ဒါဒီကေအေပစ္စည်းတွေကိုတကယ်ပဲနိုင်ငံတကာအတိုင်းဝိုင်းက NGO နဲ့သွားမယ်အခုအမေရိကန်တွေလွှတ်လိုက်တဲ့ NGO လက်ထက်ကထိုးအပ်လိုက်မယ်ဆိုရင်ပေါ့နော်ပွဲရတော့ကြည့်လို့ကောင်းပြီပေါ့ဗျာ ပွဲတော့ကြည့်လို့ကောင်းပြီပေါ့ဟုတ်တယ်မလားဆိုတော့ဒါကြီးကစင်းစရာတွေနဲ့အတိတ်တိတ်ကြကြကြီးပြန်အဲ့ရတော့မှလေအခုကမဲအောင်လည်းတာသမီတွေတောင်မှဟိုမှာစားနေပြီဗျာဒါကြီးကဖောက်ထိပ်ပြီးတော့မှဟုတ်တယ်မလားဒီဆက်အုပ်စုကနေပြီးတော့မှသူ့ဆက်အုပ်စုဒီနေပြီးတော့မှအာငလင်တန်းခံလဲရတဲ့ပေသွားတယ်မှဘုဆိုးမာကြီးကျဲကြရတယ်အကုန်လုံးဖောက်စားနေပြီလေဟိုမှာစစ်ကောင်စီကသူ့လူတွေကိုစကြွေးနေပြီလေကိုပြည်သူတွေလက်ထဲထားမရောက်သေးတာဒါတွေကစစ်ကောင်စီကမှနေပြီးတော့မှသူ့လူတွေကိုအကုန်လုံးသူ့တက်မလို့သားသူ့ဝန်ထမ်းတွေအားလုံးကြွေးမွေးနေပြီဒါတွေနဲ့နော်မဲအောင်လည်းတက်မလို့မှရိတ်ခါပြက်နေပြီရှင်းပြောရလို့ရှင် မဲအောင်လည်းအရှိခါပြက်နေပြီဒါကြောင့်မို့လဲဒီလိုငလျင်ကြီးဖြစ်ဖို့တော့ကိုတို့မှလေအမလေးဟိုလင်းနဲ့လုံးလုံးဆူတောင်းခဲ့ရတာအခုပြည်သွားတာပေါ့နော်သူဆူတောင်းပြည်သွားတာပေါ့ဒီလိုငလျင်ကြီးလုံးမှတဘာဝဘေးရနေကြီးနဲ့ဂျုံတော့မှသူကဟိုနာကက်တော့ကလို့ပေါ့ဗျာတန်းရွှေတောင်းတယ်ဒီမှာတန်းရွှေတို့တွေမှကြီးထောသွားနဲ့လားမဟုတ်ဘူးလေနော်ထရီလျံချီသွားတယ်ဗျာခင်ဗျာလေဒုက္ခတဲ့ပစ္စည်းတွေကိုထရီလျံချီသွားတယ်ဘလို့ထရီလျံချီသွားတယ်ဆိုတော့ဒုက္ခတဲ့ပစ္စည်းတွေမှဟိုအမေရိကန်ဆိုလို့ရှိရင် USS တင်ပေါ်လင်းတဲ့တင်ပေါ်ကြီးနဲ့တော့လာချပြီးသွားတာလေတည်မလား ဒါတွေအားလုံးဘယ်မှာရောက်စားရလဲသိလားပြည်သူစီမှာတချို့တော့ရောက်စားတယ်ဒါပေမဲ့ပြည်သူစီမှာတချို့တော့ရောက်စားတာနည်းနည်းလေးပဲရှိသေးတယ်သူ့တက်ပြတော်ထဲမှာသူပြန်ရောက်စားပလိုက်တာတန်းရွှေရသူ့တက်ပြတော်ထဲမှာဒါတွေအားလုံးကိုတက်ပြတော်ကနေအပိုင်ယူလိုက်တော့ပေးအဲ့ဒီကနေမှကြတဲ့နဲ့တဲတဲတဲကြီးကိုငေါ့ပေးစုမှာယူချတော့လားယူပြီးတာနဲ့တခါတည်းထောသွားပြီဆိုတော့ဒီကောင်အငေးစားယူပလိုက်တာပဲတန်းရွှေရတိတယ်မဟုတ်လားအဲ့လိုမျိုးလုပ်သွားတာတန်းရွှေရနော်နက်ကက်စ်မှာဖြစ်တော့ငါနိုင်ငံတကာကနေမှကူညီပံ့ပိုးပေးတဲ့ပစ္စည်းတွေအားလုံးဆက်တက်တဲ့အကုန်လုံးတင်ကျုံယူသွားတာ နော်ပြည်သူတော့နည်းနည်းပါချပြတာပေါ့ကွာခုနကဆန်လေး၃လေးပြီပတ်ဆန်လေးငွေ၂၀၀၀နဲ့เนาะအဲ့လိုမျိုးတော့လုတ်ပေးတာပေါ့တကယ်တကယ်တမ်းကဒီပစ္စည်းတွေနေပြီးတော့မှအကုန်တင်းကျုံသွားတယ်ပြီးရင်အဲ့ဒီပစ္စည်းတွေကိုပြည်သူမချပေးတော့ပြည်သူမပေးတော့ကွာဒုက္ခရောက်နေတဲ့ဒီ nuggets မှာဒုက္ခရောက်နေတဲ့သူတွေမပေးတော့ဘူးသူကဘယ်လိုလုပ်လိုက်လဲဆိုတော့ဒီပစ္စည်းတွေအားလုံးကိုတက်ပတော့ကအကုန်မောင်းပိုင်စီးလိုက်ပြီးတော့မှတက်ပတော့ထဲမှာပြန်ရောင်းချပလိုက်တာအဲ့ရတန်တကြီးကိုတက်ပတော့မှပိုင်တဲ့ငွေအားလုံးကိုထုတ်ယူပလိုက်တာတန်းရွှေကထုတ်ယူလိုက်မှဟဲ့ကောင်မင်းအောင်လားယော့မင်း နောက်အဲ့ပတ်စံအကုန်ထုတ်ပေးလိုက်တော့မင်းဒီမှာငါနေရာမှာယူလိုက်တော့ငါအငင်းစားယူလိုက်တော့မယ်ဆိုမှာပတ်စံတွေအကုန်လုံးထုတ်ယူသွားပြီတော့မနော်ထွေလျင်နဲ့ချီတယ်ပတ်စံတွေထုတ်ယူသွားတာတန်းရွှေရအဲ့လိုနားယူသွားတာအခုလည်းကြည့်ရတဲ့ပုံစံကမင်းအွန်လိုင်းကဒီလိုမျိုးစောက်ချုံများချိုးမလာတော့မသိဘူးပေါ့နော်တန်းရွှေလိုပေါ့ဗျာနော်ဖေးသူအာတော့ကလိုက်မလာတော့မသိဘူးဒီပစ္စည်းတွေအားလုံးမောင်မိုင်စီးမယ်ပြီးတက်ရောပြန်ရောင်းချမယ်ပြရအဲ့ရနေပြီးတော့မှတန်တန်ချစ်တိုင်းမှာအဲ့ရတက်ပြီးတော့ပိုင်နေနိုင်ငံတော်ပိုင်ငွေတွေအားလုံးကိုတန်တန်ချစ်တိုင်းပြန်ထိတ်မှယူမယ် ပြီးသူကငင်းစားယူရမယ်တယောက်ကိုတင်ပေးထားခဲ့မယ်ပြီးရှင်းတော့အဲ့မှာအဲ့တယောက်နဲ့သူအဲ့လိုမျိုးလုပ်ဖို့များကြံရွယ်ထားလာတော့မသိဘူးပေါ့နော်ပြောချင်တာဆိုမဆုံးပါဘူးလက်ွက်တွေကကောင်းပါလေဒါပေမဲ့ဒီလိုလက်ွက်တွေကကျွန်တော်တားသမီးတောင်မှလောက်တယ်လေဟုတ်တယ်မဟုတ်လားဒါတွေကယိုးနေပါပြီနော်ဒါတွေယိုးနေပါပြီနော်ဆိုတော့အရင်ခက်ကတော့လှုပ်လို့ရအောင်ရလိမ့်မယ်ပေါ့နော်88သုံးကဆိုလည်း88ကာလမို့လို့ရအောင်ရလိမ့်မယ်မြန်မာပြည်သားတွေအဲ့လောက်ကြီးနိုင်ငံတကာမှာမထွက်သေးဘူးနော်မြန်မာပြည်သားတွေအဲ့လောက်ကြီးနိုင်ငံတကာမှာ ဝင်ဆက်နိုင်သေးဘူးပေါ့ပြီးတော့ခု nuggets ကလာမှာ nuggets ဖြစ်သွားတဲ့ကလာမှာမြန်မာနိုင်ငံသားတချို့တော်ဝက်တွေကဒီမှာအာ nuggets ခီးအတွက်ကိုနိုင်ငံတော်ရဲ့ nuggets ခီးအတွက်ကိုဒီမှာမြန်မာနိုင်ငံသားပြပရောက်နေကြတဲ့သူတွေကတင်သုံးတင်စဲလေးပဲရှိသေးတယ်ခီးရောက်ကြီးလုံနိုင်စွမ်းမရှိဘူးပေါ့နော်ဟော27ကလာကတော့ညာမြန်မာနိုင်ငံသားတွေဆရာကြီးတွေဖြစ်နေပြီနိုင်ငံတကာမှာရောက်နေတဲ့မြန်မာနိုင်ငံသားတွေကအဲ့ရောက်နေတဲ့နိုင်ငံမှာတော့နိုင်ငံရင်းနေပဲတဲ့မှာပါဝင်ပတ်သက်ပြီးတော့မှလုတ်ကင်နေတဲ့သူတွေရှိနေပြီလေဗျာနော် ရှိနေကြကြအခုဆိုလို့ရှိရင် Donald Trump တို့ဒီ message စီယုံမေးကလာတော့မှဆိုလို့ရှိရင်အာကျွန်တော်ဒီ Kamala Harris ဘက်မှာဆိုလို့ရှိရင်မြန်မာနိုင်ငံသားတွေအများကြီးပါတယ် message စီယုံမေးတဲ့သူတို့ဟော Trump အတွက်ဆိုလို့ရှိရင် Trump ဘက်မှာပါတဲ့မြန်မာနိုင်ငံသားတွေအများကြီးရှိတယ် Trump အတွက်ကို message စီယုံမေးတာအများကြီးပါခဲ့တယ်နော်အဲ့လိုပဲတခြားနိုင်ငံတွေမှာလည်း Tony Blair ကောင်းပဲရှိခဲ့ကြတယ်ဆိုတော့ပညာတက်တွေရှိနေတဲ့တော်တော်ပညာတက်တွေပို့လို့ပေါ့ပေါ်လာတဲ့ခက်ကြီးမှာမဲအောင်လိုင်းက ကျိုးသားတိုင်းမှလိမ့်နေတာကျွန်တော်တော်တော်အံ့ဩတယ်ပေါ့နော်ရီလဲရီရင်တယ်ပေါ့နော်ဆိုတော့ဘာဖြစ်ဖြစ်ပေါ့နော်ဒီဒီအခုလက်ရှိကျွန်တော်တို့ဒီငလျင်လွတ်လိုက်တဲ့ကိစ္စကတော့တော်တော်လေးပွဲကကြည့်လို့ကောင်းသွားမယ်ဘာဖြစ်လဲဆိုနိုင်ငံကြီးကနေကြည့်မယ်နောက်ကျွန်တော်တို့ဒုက္ခတွေလူသားချင်းစာနာတဲ့ဟာကနိုင်ငံကြီးနဲ့ရှင်တွဲလို့တော့မရဘူးဘာဖြစ်လဲဆိုတော့ကျွန်တော်နိုင်ငံတကာကအယက်ကူညီခြင်းနဲ့စက်ဘေးနဲ့ပတ်သက်ပြီးမှလည်းအယက်ကူညီခြင်းနဲ့ဒါမှမဟုတ်မင်းအောင်လည်းခွင့်မပြုခဲ့လို့လားအခုမင်းအောင်လည်းကဒီအာသူ့ရိတ်ကပြတ်တော့မှဒီငလျင်ကိုအကြောင်းပြထည့်ပြီးတော့မှသူကအကူအညီတောင်းလိုက်တဲ့အခါကျမှနိုင်ငံတကာအတကုံဝင်လို့ရသွားတာကို ဝင်လို့ရသွားခါကျဝင်ချောက်လိုက်တာအကုန်လုံးဝင်ချောက်လိုက်တာခုလည်းဝင်ဦးမှာထပ်ဝင်ဦးမှာအများကြီးဝင်ဦးမှာလာဦးမှာတော့ခက်ဆက်တိုက်ဆက်တိုက်နဲ့လာဦးမှာခင်ဗျာမပူနဲ့ဒုက္ခရောက်တဲ့ပြည်သူတွေကတော့ပူကူမပူနဲ့ရတာမရတာတော့အဲ့ဒါမဲအွန်လိုင်းအပေါ်မှာပဲမူတည်တယ်နော်နိုင်ငံတကာကတော့ထပ်လာဦးမှာပဲလာဦးမှာဒါပေမဲ့ဘယ်လိုဘယ်ပုံနဲ့လာမလဲဆိုတာကတော့ဒီအမေရိကန်မှာရောက်နေတဲ့မြန်မာနိုင်ငံသားတွေရဲ့ဩစတြေးလျမှာရောက်နေတဲ့မြန်မာနိုင်ငံသားတွေရဲ့နော်ဒါပညာရှင်တွေပေါ့နော်အဲကျွန်တော်တို့ဒီဟိုကကနေဒါမှာရောက်နေတဲ့မြန်မာနိုင်ငံသားတွေရဲ့ချင်းကက်တဲ့ ီဘက်နိုင်ငံကြီးရဲ့အစိုးရအပေါ်မှာအစိအစိုးရစီမှာချင့်ခတ်တဲ့ချင့်ခတ်မှုအပေါ်မှာမူတည်သွားတယ်ပေါ့နော်။ဘာဖြစ်လဲဆိုတော့အခုမင်းအောင်လဲတက်ရောက်သွားတဲ့ပစ္စည်းတွေကဒီဘက်မှာပညာရှင်တွေဒီဘက်အစိုးရတွေကိုချင့်ခတ်တဲ့အပေါ်မှာမူတည်တယ်။သူတို့ကချင့်ခတ်တာကောင်းသွားခဲ့ရင်ဒီပစ္စည်းတွေအားလုံးဟာကျွန်တော်ဒီဘက်ကနေလွှတ်လိုက်တဲ့ NGO အဖွဲ့အစည်းစီရဲ့ NGO ရဲ့လက်ထက်ကိုပဲပြောင်းရောက်သွားမှာပေါ့နော်။ဒါဆင်းရဲနဲ့ဇရာနဲ့တိတိကျကျရောက်သွားမှာပေါ့နော်တကယ်လို့ပွားဟမှုရှိခဲ့လို့ရှိရင်ဒါမဲအောင်လဲရှင်းရအောင်ပေါ့ဒီကိစ္စတွေကပြီးတော့ဒီအကြီးကနိုင်ငံတစ်ခုကိုပြောင်းလဲသွားနိုင်တဲ့အနေအထားမျိုးမှာနိုင်ငံရေးနဲ့ချိတ်ဆက်ပြီးတော့မှပြောင်းလဲသွားနိုင်တဲ့အနေအထားတစ်ခု ဟိုမိမောင်ထုတ်ပြနေတယ်ပေါ့ကျွန်တော်ဒီနေရာမှာမဲအွန်လိုင်းတာအုံတော့ရှိမယ်ကျွန်တော်ဒါသူ့နေရာမှာဆိုလေကျွန်တော်လှည့်ထွက်မှာသိလားဘယ်လိုလှည့်ထွက်မလဲဟောကျွန်တော်အကုန်လုံးကိုကူညီပြလိုက်မှာအကုန်လုံးရတဲ့မြပစ္စည်းတွေအားလုံးကိုကျွန်တော်ကဒုက္ခသည်တွေရောအကုန်ပေးမယ်နော်ဒုက္ခသည်တွေအကုန်လုံးပေးမယ်ပူရှန်လာလို့ရှိရင်ကျွန်တော်ဒီစပီးဒုက္ခသည်တွေကျွန်တော်ပေးမယ်ပြီးရင်ကျွန်တော်ကဘာလုပ်မလဲသိလားတက်ပြတော်သားအားလုံးကိုလေနေပြီးတော့အကုန်ပြန်ခေါ်ပါကျွန်တော်ကနေပြီးတော့ပြန်ခေါ်အကုန်လုံးပြန်ခေါ်တဲ့အချိန်မှာလက်နဲ့ဒီအားလုံးကိုလေကျွန်တော်ကိုယ်တော်မှာသွားထားခိုင်းနေပြီးအကုန်လုံးကိုကယ်ဆယ်ရေးတဲ့ကိုကျွန်တော်ထည့်မှာပြီးရင်ကျွန်တော်ကအတိုင်းအတာအီအောင်တွေနဲ့ပီတက်တွေအကုန်လုံးကိုကျွန်တော်တခါဆွဲခေါ်မှာကျွန်တော်ကလာကြမင်းတို့ကောင် တော့ငါတို့နိုင်ငံကြီးကိုငါတို့ပြန်ထဲမှာဟိုဇဝဲအောင်မဖြစ်ရှင်းကြအောင်မင်းတို့လက်နဲ့ဒီကုန်းထားခဲ့ကြလာငါတို့ဒီမှာကင်ဆယ်ရေးကိုအတူတူခေါက်သွားလုပ်ကြမယ်ကျောင်းဆိုချပါဘယ်လောက်ကြီးပဲတိုက်ပြီပုံမှာရက်ဆက်ခဲရက်ဆက်ခဲအဲ့ဒီလိုရကလေးတခုဟာနိုင်ငံသားတွေအနေနဲ့သူ့အပေါ်မှာတင်မုံချေသွားနိုင်တယ်သိလားသူကျွလွန်ခဲ့တဲ့ပြစ်မှုတွေအားလုံးကိုတင်မုံချေပေးနိုင်တဲ့အနေထားကြီးရောက်သွားနိုင်တယ်ဘာဖြစ်လဲကျွန်တော်ဗုဒ္ဓဘာသာတွေလीဟုတ်တယ်မဟုတ်လားပြည်သူတွေအားလုံးကခွင့်လွှတ်ပေးနိုင်တဲ့အနေထားကြီးကိုရောက်သွားနိုင်တယ်ဒါကြီးကတော်တော်ကောင်းတဲ့လမ်းလမ်းကြီးဗျဒါပေမဲ့အဲ့ဒီလမ်းကိုမင်းအောင်လည်းမရှောက်ဘူး မင်းအောင်လည်းမရှောက်ဘူးကျွန်တော်ရှောက်မလားလို့ကျွန်တော်ကြည့်နေတယ်မရှောက်ဘူးလေကောနော်သူ့နောက်ကနေအကြံပေးပုံကိုယ်တွေကလည်းတော်တော်လေးကိုကိုစာမတက်ပေးပတ်တယ်ဖြစ်ဖို့များပါတယ်စာမတက်ပေးပတ်တယ်ဖြစ်ဖို့များပါတယ်နော်တော်တယ်မှာကျွန်တော်ဆိုလို့ရှိရင်ဒီနေ့လိုအချိန်ခါမျိုးမှာ ျွန်တော်တို့မျိုးပဲ PDF ပြောတက်မတော်သားတွေအားလုံးအတူတူကပေါင်းစည်းတယ်ပြီးတော့မှလीနော်တိုင်းသားဤအောင်တွေအားလုံးပေါင်းစည်းတယ်မှဒီငလျင်တက်တဲ့ပြည်သူတွေတော့ကူညီမှာကဲထုတ်မှာကျွန်တော်တို့ကဘာဖြစ်လဲကျွန်တော်မှစင်ရန်တရားတွေမရှိဘူး electric electric တွေကျွန်တော်မှမရှိဘူးနိုင်ငံတကာလာတဲ့အခါမှာအဲဒီကယ်ဆယ်ပစ္စည်းတွေနဲ့ကျွန်တော်တို့မကြမယ်ပြကြမယ်ဖယ်ကြမယ်ဆိုတဲ့ခါကျတော့ electric မရှိတဲ့ခါကျတော့ကျွန်တော်တို့မှာကြက်ကြမှုတွေအများကြီးဖြစ်ရတယ်မတည်တဲ့အသက်တွေကျွန်တော်ပေးရတယ်ခုတေးကြပြီအဲ့လိုမျိုးနော်မကြတဲ့နာကြာသွားရတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်ဖြစ်နေတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့တို့နေရာမှာဆိုလို့ရှိရင်ကျွန်တော်အားလုံးကိုကျွန်တော်ဆွဲခေါ်တယ်မလားအတူတူတော့ကျွန်တော်တို့ကယ်ဆယ်ရေးလုပ်ကြမယ်ကယ်ဆယ်ရေးပြီးတာနဲ့ ကျွန်တော်တို့ဒီပတ်မုတ်ကူညီမှုအပိုက်ကိုကျွန်တော်လုပ်မယ်ပတ်မုတ်ကူညီမှုအပိုက်ပေးတာနဲ့ကျွန်တော်ချက်ချင်းတိုင်းပြည်ရဲ့အနာဂတ်ကောင်းဖို့အတွက်ညီချင်းရေးစကားတွေကျွန်တော်စကားပြောကြရမှာစပွဲပေါ်မှာအကုန်လုံးတိုင်းသားရဲ့အားလုံးနဲ့ဒီနိုင်ငံတကာအခုကျွန်တော်တို့ကူညီပေးထားတဲ့နိုင်ငံတွေခေါင်းဆောင်တွေအကုန်လုံးဖိတ်ခေါ်တိုင်းမှာကျွန်တော်တို့အဲ့ဒီလူတွေရှိမှာကျွန်တော်တို့ဘုံတဘောတူညီချင်းစပွဲပွဲပေါ်ကနေစတယ်မှာကျွန်တော်တိဆောက်မှာပြီးဥပဒေတွေဖက်ထွဲတွေနော်ဒီမိုကရေစီတွေကိုအဲ့ရတက်ကနေစအရေးမှာကျွန်တော်အဲ့လိုသွားမှာပြီးတက်ပါတော့လည်းအခက်ငန်တာတစ်ခုကနေဘယ်လိုပါဝင်လာမလဲဟုတ်ပြီပါဝင်လာမယ်ကျွန်တော်တို့ဘယ်လိုလဲဖက်ထွဲတက်ပါတော့အဖွဲ့တစုတစ်ဖွဲ့အနေနဲ့ကျွန်တော်ပါဝင်လာတော့မှာ ဘာဖြစ်လဲတိုင်းနာဒေတာတွေကလည်းတိုင်းနာဣယဝရီကလည်းသူတို့ဖက်ထွေတက်ပြော်ရဲ့ဖွဲ့စည်းတစုတွေနဲ့ပါဝင်လာမယ်တိုင်းနာအားလုံးကအစုအဖွဲ့တွေနဲ့ပါဝင်လာကြမယ်အဲ့ဒီထဲမှာကျွန်တော်တို့ပါဝင်လာပြီးတော့မှာကျွန်တော်အဲ့ရနေမှာအစိုးရတရားကိုဖော်ဆောင်ပြီးတော့မှာအဲ့အစိုးရရဲ့အောက်ကနေအဲ့အစိုးရရဲ့စီမံခန့်ခွဲမှုအောက်ကနေကျွန်တော်သွားမယ်ဦးမေအောင်လည်းအဲ့ညမှာကျွန်တော်အနားယူပလိုက်တော့မှာရှင်းရှင်းလေးပဲအဲ့လိုကောင်းနေဖော်လိုက်မှာကျွန်တော်အနားယူပလိုက်တော့အဲ့လိုကျွန်တော်ဦးမေအောင်လည်းနေရာမှာဆိုကျူးလက်ထားတဲ့ပြစ်မှုတွေကဲဘာလုပ်ချင်လဲဆွဲချင်လားဆွဲကျွန်တော်ဒီလောက်ထိကောင်းအောင်လုပ်ပေးထားခဲ့ပြီကျွန်တော်ဒီလောက်ထိကောင်းအောင်လုပ်ခဲ့ပြီကျွန်တော်ကျူးလက်ခဲ့တာဒီမှန်တယ် ကျွန်တော်မှားခဲ့မှားတယ်ခင်ဗျားတင်မိုးမချိပေးနိုင်ဘူးဆိုလို့ချင်းကျွန်တော်ခင်ဗျားတို့ပေးတဲ့အပြစ်ကိုကျွန်တော်ခံယူမယ်နိုင်ငံတကာပေးတဲ့အပြစ်ကိုကျွန်တော်ခံယူမယ်ကဲလုတ်ချင်တာလုတ်ကြတော့လုတ်လိုက်တော့မယ်အတိတ်ရုပ်လည်းကြည့်လေဗျာခင်ဗျားပေပန်းနီးနေပြောတယ်မဟုတ်လားဟမ်တော့တေပန်းနီးမှာငရဲတော့စောက်ထိုးမဆင်းကျင်ဘူးဗျာကုတူဒါနာတွေတော့လုတ်ချင်တယ်ကျွန်တော်လုတ်သွားမှာရှင်းရှင်းလေးပဲနော်ရှင်းရှင်းလေးပဲဒါလုတ်တာအများကြီးကုတူကောင်းမှုအများကြီးပဲဒါကြီးကလူသားချက်စာနာတဲ့စိတ်တဲ့အပြစ်ဝဟာဘယ်လောက်ထိဘာသာရေးထိထိရောက်တယ်နော်လူမျိုးရေးထိထိရောက်တယ်နော်နိုင်ငံတကာအရေးထိထိရောက်တယ်တနေငယ်လုံးအတိုက်တာတိတိရောက်တယ်ပြည်သူပုံမှန်လေးတိရောက်တယ် အားရောအဲ့လုံဆောင်ချက်တွေအားလုံးကအရာခက်တဲ့အားလုံးကိုတိတိယောင်းနဲ့ပတ်မုတ်ကူညီပေးတဲ့အနေထားမျိုးမှာရောက်သွားတဲ့အတွက်ဘယ်သူမဆိုမခွတ်တော့မဖြစ်ဘူးခွတ်ကိုခွတ်ရမယ်တို့တကယ်လို့အပြစ်ပေးရတော့မှအနေချက်လောက်ပဲရှိတော့မယ်ပြောချင်တာအဲ့ကိုပြောချင်တာပြီးတော့တော့တဲ့သူ့နောက်မှာပါနေတဲ့စကောင်းဆောင်တွေအားလုံးကလည်းပါထုံးနေတော့ကောင်းမယ်နော်အပြစ်တန်နေပို့ရောသွားမယ်အများကြီးပြလူညွှန်းချမ်းသာခွင့်ညရသွားမယ်ဟုတ်တယ်မလားပြီးတော့အားလုံးညီချင်းရသွားမယ်တိုက်ပြည်တစ်ခုကို၄၅၆နဲ့ကျွန်တော်တို့ကမြင်းမြန်ဆန်ဆန်နဲ့အကောင့်ထဲပို့ပြီးတော့မှကျွန်တော်တို့ကပြန်လဲထူထောင်ရေးကာလကို အလဲကောင်းကောင်းဆွဲပလိုက်လို့ရတယ်အရှိတော့အရှာလူကြီးအကုန်လုံးကျွန်တော်နိုင်ငံမှာလာထဲမှာကြွန့်ခံတဲ့အနေဓာတ်ကြီးရောက်တော့တိုးတက်အောင်လုပ်ပလိုက်လို့ရတယ်ဒါပေမဲ့မဲအောင်လိုက်မလုပ်ဘူးစာမတက်တော့ဒါအချက်မြင့်နဲ့ကျွန်တော်ပြောပြတာပဲရှိတယ်နော်အချက်မြင့်နဲ့ကျွန်တော်ပြောပြပြမဲအောင်လိုက်မလုပ်ဘူးမဲအောင်လိုက်နောက်မှာပါနေတဲ့ဒီအထက်အကြီးပိုင်းနေရာလဲစာမတက်ပိန်ပတ်တဖြစ်တဲ့ခါကျတော့ဒီလိုမျိုးအတွေးကောအသိပညာတွေနဲ့ဒီလိုမျိုးအကြံယူစတွေမရှိဘူးဒီတော့ဒီကောင်တွေမလုပ်တတ်ဘူးမလုပ်တတ်ဒီကောင်တွေဘယ်လမ်းကိုယူလဲ သူများလာတဲ့ကေစင်တွေနိုင်ငံတကာလာတဲ့ကေစင်တွေသူတို့အမှလီယန်ဘုံချဲမဖြစ်ဘူးဖိုးဆက်ကမပြတ်သေးဘူးဆောစဉ်းစားကြည့်ဗျဒီလောက်ထိရစ်စက်ရုပ်မှနေတယ်ဆိုမှတော့ခင်ဗျနိုင်ငံတကာခေါင်းဆောင်တွေကပြည်သူတွေတအားပြီးဒီငလျင်တန်းမှာထိခိုက်တန်းရရလို့တာအတားလေးမပြောဘဲနဲ့ကြည်နေတာဒါတော့မှတယောက်စားနှစ်ယောက်စားဟလာပြီဟုတ်လာမယ်နောက်တစ်ပတ်နှစ်ပတ်ဆိုလို့ရှိရင်ခင်ဗျတော့မယ်တိလား